အရင်နေ့မလို့ပဲခုနှစ်တူယုံနဲ့တန်ဖိုးများစွာကြောင်းလို့ရတဲ့ပတ်စင်းလေးတွေကိုဒီကနေ့လာရောက်ပြီးတော့မျှဝေပေးတော့မှာပဲဖြစ်ပါတော့ဟုတ်ကဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါခင်ဗျာဒီကနေ့ကျတော့မှခုနပြောလို့ပဲเนาะမှဘာမှထွေထူးကြည့်စရာမလိုပဲနဲ့ခုနှစ်တူယုံနဲ့တန်ဖိုးများစွာရောင်းလို့ရတာကိုလာရောက်ပြီးတော့မျှဝေပေးတော့မှာပဲဖြစ်ပါเนาะဟုတ်ကဲ့ပါဒီပထမတစ်ခုကမှခုနှစ်2530ပေါ့เนาะမှဒီ မှာဆိုရင်ကျွန်တော်ရောင်းရတဲ့ခုနှစ်များဆိုရေးထားတဲ့ဘက်ချန်ကအဲ့ဒါကအမှခုနှစ်အလိုက်ဒီပေါ့နော်အဲ့ဒါခုနှစ်လိုက်မှရေးထားတာပဲဖြစ်ပါတယ်ဒီဘက်ညာဘက်ချန်ကတော့ပေါက်ဈေးခုရဲ့ခုလက်ရှိပေါက်ဈေးပေါ့နော်အမှခုနှစ်2530ဆိုရင်အမှ ခုလက်ရှိပေါက်ဈေးကပတ်တောင်းနေတောင်း9000တိရှိပါတယ်ဒုတိယတစ်ခုကျတော့အမှတပတ်တံပေါ့နော်တပတ်တံခုနှစ်2029ဆိုရင်လက်ရှိပေါက်ဈေးကဘတ်200နေ900ဝန်းကျင်ထိရှိပါတယ် ငါပတ်တာ2540ဆိုရင်လက်ရှိပေါက်စရာ2000 6000ဝန်းကျင်မှာရှိပါတယ်46ဆိုရင်မှာ200နေ900ရှိပါနော်ဆယ်ပတ်တန်ကျတော့9031ဆိုရင်900နေ1000ကျားမှာရှောင်းလို့ရပါတယ်မှာ2541ဆိုရင်တော့90ရာနေပြီးတော့900အထိရောင်းလို့ရမှာเนาะဟုတ်ကဲ့ပါဒါတွေကမှခုနပြောလို့ဘာမှအရင်ကြီးထုတ်ဆရာမလို့ပဲ ਨੇ ကိုလက်ထဲမှာရှိတဲ့အကျွေးစီဟောင်းလေးတွေ ဒေချာလေးတိုက်ကြည့်ရုံလေးပေါ့နော်မခုနှစ်ကန့်ညင်မှုရှိရနဲ့အဲတံပိုးများစွာရောင်းလို့ရမှာပဲဖြစ်ပါနော်ဟုတ်ကဲ့အားလုံးကံကောင်းကြပါစေနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်